အခုလဇွန်လ26နေ့အထိကာလအတွင်းမှာ တိုင်းနယ်ပြည်နယ်အားလုံးမှာဒေသအလိုက် မိုးကြီးပြီးတော့မိုးသက်လေပြင်းကျလိုက်မယ်လို့မိုးစလားကနေပြီးတော့ထုတ်ပြန်ထားပါတယ်။အနောက်တောင်မိုးတုံလေအားကောင်းရာနေရာကနေပြီးတော့အားပြင်းလာတာကြောင့်အခုလိုမျိုးမိုးကြီးလေကြီးမဲ့အခြေအနေဖြစ်လာတာလို့ဖော်ပြထားပါတယ်။မိုးသက်လေပြင်းကျတဲ့အချိန်ရေပြင်းမြေပြင်းလေဟာတနအီကို35မိုင်ကနေပြီးတော့မိုင်40အထိတက်ခိုက်နိုင်တယ်လို့လည်းခန့်မှန်းထားပါတယ်။အဲ့ဒီကာလအတွင်းရေကြီးတာမြေပြိုတာတွေရှိနေပြီးတော့နောက်ဆက်တွဲသဘာဝဘေးအန္တရာယ်တွေကို တတိထားဖို့လဲဖော်ပြထားပါတယ်ဒေါ်ဆန်းစုကြည်နဲ့ဥွေးမြင့်ကိုတရားရုံးထုတ်လာတဲ့ရှားပါဗီဒီယိုတစ်ခုကိုဗြိတိန်အခြေစိုက် The Guardians သတင်းဌာနကဒီကနေ့ထုတ်ပြန်ခဲ့ပြီးတော့ဒေါ်ဆန်းစုကြည်ရဲ့ထောင်တွင်းနေစဉ်ဖြတ်တမ်းမှုမှတ်တမ်းကိုပါရရှိထားကြောင်းရေးသားခဲ့ပါတယ်ဒေါ်ဆန်းစုကြည်ဟာမနေ့၄နိုင်ခွဲမှာအိယာကထားပြီးတော့တရားထိုင်ကြောင်းညနေဘက်မှာကျမကြီးအတွက်အကျဉ်းခန်းအတွက်မှာလမ်းလျှောက်ကြောင်းဖော်ပြထားပါတယ်ကျန်တဲ့အချိန်တွေမှာ ပတိစိတ်တယ်လို့လည်းဖော်ပြထားပါတယ်။နေလေစာအဖြစ်နဲ့ထမင်းနှစ်စွန်းကြက်သားငါအသားလုံးဟင်းညိုချောကလက်နှစ်ခုနဲ့ငကမောက်သီးတစ်စိတ်တို့ကိုစားလိရှိကြောင်းလည်းဖော်ပြထားပါတယ်။မနေ့ဆော့ဆော့မှာကြဲဥကြော်နှလုံးနဲ့ထမင်းနဲ့နေခင်းဘက်မှာအသားသို့မဟုတ်ငါဟင်းနဲ့စားလိရှိပြီးတော့ညဘက်မှာတော့စွတ်ပြုတ်နဲ့ပေါင်ပေါင်စားတတ်တယ်လို့ဆိုပါတယ်။သူဟာအဆူအထုတ်တရင်စာတွေကိုဖတ်ခွင့်ရတဲ့အတွက်ပြည်တွင်းစစ်ဖြစ်ပွားနေတဲ့အခြေအနေတွေကိုသိရှိနေကြောင်းလည်းရေးသားထားပါတယ်။တခြားသတင်းတွေကြည့်ရှုခွင့်ရေဒီယိုနားထောင်ခွင့်မရပေမဲ့ သူ့ရဲ့ရှင်းနေတွေစီကနေတဆင့်အင်္ဂလိပ်နဲ့ပြင်သစ်ဝတ္ထုတွေတော့တွင်ပြီးတော့ဖတ်ခွင့်ရတယ်လို့ဆိုပါတယ်။သူမိသားစုနဲ့တော့လွန်ခဲ့တဲ့နှစ်နှစ်ကနောက်ဆုံးစာတစောင်ရခဲ့တယ်လို့သားဖြစ်သူ Kim Harris ကပြောကြောင်းလဲရေးသားထားပါတယ်။မနေ့ဖန်ကြားအောင်မဲ့ဒေါအောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့အတွက်မွေးနေ့ဆုတောင်းဗီဒီယိုတွေကိုစုဆောင်းပြီးတော့ Guinness စံတော်ချိန်တင်ဖို့ကမ်ပိန်းပြုလုပ်နေရမှာတော့အခုခါမွေးနေ့ဆုတောင်းဗီဒီယို8000ကျော်ရရှိပြီလို့ဆိုပါတယ်။ မြန်မာနိုင်ငံကိုလူသားချင်းစာနာထောက်ထားမှုအကူအညီဒေါ်လာသန်း100ပေးရေးအစီအစဉ်ကိုအတည်ပြုလိုက်တယ်လို့အာရှဖွံ့ဖြိုးရေးဘဏ် ADB ကဇွန်လ18ရက်နေ့မှာထုတ်ပြန်ပါတယ်။ကူညီထောက်ပံ့ငွေတွေကိုကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ကုလသမဂ္ဂခရီးသည်ငယ်များရန်မုံငွေနဲ့ကမ္ဘာစားနပ်ရိက္ခာအစီအစဉ်တို့ကနေတဆင့်ပေးရသွားမှာဖြစ်ပြီးတော့ဒေတာရင်းအဖွဲ့အစည်းတွေနဲ့လည်းပူးပေါင်းဆောင်ရွက်မှာဖြစ်တယ်လို့ ADB ရဲ့ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။ ဒီဒေါ်လာတန်တရာဟာအကူအညီလိုအပ်နေတဲ့မိသားစုတွေကိုစားနပ်ရိက္ခာရေ အမိုးအကာနဲ့စေဝါဆောင်ရှောက်မှုတွေပေးမှာပါအလောက်ကန်ရေရှည်အသက်မွေးဝမ်းကြောင်းမှုနဲ့ရရွာပြန်လဲထူထောင်ရေးအတွက်လည်းကူညီပံ့ပိုးမှာဖြစ်တယ်လို့ ADB Asia Development Bank ဥက္ကဋ္ဌမဆာတိုကန်တာကပြောပါတယ်ပြီးကြတဲ့ March လ28ရက်နေ့ကအင်အားပြင်းငလျင်လှုပ်ခတ်ပြီးတဲ့နောက်ပိုင်းမှာလည်း ADB အနေနဲ့မြန်မာနိုင်ငံကိုအရေးပေါ်ကဲဆယ်ထောက်ပံ့ရေးငွေဒေါ်လာ3000ပေးအပ်ခဲ့ပါတယ် ကရင်မျိုးသားအစည်းအရုံး KNU ကအနာဂတ်မှာဖွဲ့စည်းမဲ့ကော်တူးလီအစိုးရကိုတော်လှန်ရေးအင်အားစုအားလုံးပါဝင်တဲ့ညွန်မောင်းအစိုးရပုံစံဖွဲ့စည်းမယ်လို့ TM Media ကိုပြောပါတယ်။အနာဂတ်မှာဖွဲ့စည်းမဲ့ကော်တူးလီအစိုးရကကရင်လူမျိုးကိုသာကိုစားပြုမှာမဟုတ်ပဲတော်လှန်ရေးအင်အားစုအားလုံးပါဝင်တဲ့ KNU အပေါင်းတခြားအဖွဲ့အစည်းတွေရဲ့ညွန်မောင်းအစိုးရပုံစံနဲ့ဖွဲ့စည်းမှာဖြစ်တယ်လို့ KNU ပြောရေးဆိုခွင့်ရှိသူဖရိုဆော့တော်နီကဇွန်လ14ရက်နေ့မှာကြောက်ရောက်တဲ့86ကျင်းမြောက်ကော်တူးလိုညင်မှာ ကော်တူးလီဖက်ဒရယ်ယူနစ်အကြောင်းနဲ့ပတ်သက်ပြီးတော့ရှင်းလင်းပြောဆိုချိန်မှာပြောဆိုခဲ့တာပါ KNU အပေါင်းမဟာဗျူဟာမှာ KNU ကဥဆောင်တဲ့အခမ်းကဏ္ဍမှာပါဝင်မယ်ဆိုပေမဲ့ကရင်ပုတ်တဲ့တခြားတိုင်းရင်းသားတွေလူငယ်တွေအမျိုးသမီးအစုအဖွဲ့တွေနဲ့2020ခုနှစ်ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ်တွေကိုပါထည့်သွင်းသွားမယ်လို့ဆိုပါတယ် KNU ကဖွဲ့စည်းမဲ့အုပ်ချုပ်ရေးရန်တရားမှာလည်းအလုံးပါဝင်တဲ့ဥပဒေပြုကောင်စီနဲ့အလုံးအမှုဆောင်ကော်မတီတို့ပါဝင်မှာဖြစ်ပြီးတော့ KEC ကတော့အစိုးရအဖွဲ့ရဲ့လုပ်ငန်းတာဝန်တွေကိုတာဝန်ယူมาဖြစ်တယ်လို့ဖရိုဆော်ဒိုနီကဆိုပါတယ်ပေါင်းတယ်မြို့နယ်ရုတ်ဆိုင်ရွာကိုစစ်ကြောင်းထုတ်လာတဲ့စစ်ကောင်စီစစ်ကြောင်းအတိုက်ခိုက်ခံရပြီးတော့တပ်သား၄ဦးသေ၃ဦးဒဏ်ရာရခဲ့တယ်လို့ PDF 3631တပ်ရင်းစစ်ထောက်လှမ်းရေးနဲ့သတင်းပြန်ကြားရေးတာဝန်ခံရဲဘော်ရှယ်တို့ကပြောပါတယ်တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့တဲ့စစ်ကောင်စီတပ်သားအလောင်းတွေကိုနှစ်သိုးရွာနဲ့နှွေးတောင်ရွာမှာရှိတဲ့အိမ်တွေပေါ်မှာတင်ပြီးတော့အိမ်တွေကိုပါစစ်ကောင်စီကမိရှုခဲ့ပါတယ်မိရှုခံရတဲ့အိမ်တွေကတော့ကိုလုံးရှိတယ်လို့ဆိုပါတယ်ဇွန်လ16ရက်နေ့ကဗကိုးတိုင်းပြည်ခရိုင်ပေါင်းတယ်မြို့နယ်တစ်ပုတ်အုပ်စုရွာနှစ်သိုးရွာနဲ့နှွေးတောင်ရွာကြားမှာရုပ်ဆိုင်ရွာကပြည်သူတွေကိုဖမ်းဆီးပြီးတော့လူသားတစ်တိုင်းပြုတ်လုပြီးတော့ခံစစ်ကြောင်းထိုးလာတာဖြစ်ပါတယ် အဲ့ဒီစစ်ကြောင်းကို PDF viewer အမှတ်27လက်အောက်ခံ3631တက်ရင် sniper အဖွဲ့နဲ့တက်ရင်စစ်ကြောင်းတို့ကမနေ့10နာရီ90အချိန်ကနေပြီးတော့နေ့လယ်2နာရီ15မိနစ်အချိန်အထိကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်စစ်ကောင်စီကရှမ်းပြည်တောင်ပိုင်းဖဲကုံမြို့အနောက်ဘက်မှာရှိတဲ့လာအီကျေးရွာဘက်ကစာတင်ကြောင်းကိုကာမီကာဇေဒုံးဒရုန်းတွေနဲ့ပစ်ခတ်တာကြောင့်မူလာဒန်းအရွယ်ကလေး၂ယောက ထိမှန်တန်းရခဲ့တယ်လို့ဒေတာအတွင်းသတင်းအရင်းမြစ်တွေကဆိုပါတယ်ဇွန်လ16ရက်နေ့မနေ့ပိုင်းမှာဖဲခုံမြို့အနောက်ဘက်လာအီကျွေးရမှာရှိတဲ့ဘက်ကကျောင်းကိုစစ်ကောင်စီကကာမီကာဇီဒရုန်းနဲ့တိုက်ခိုက်ခဲ့တာပါစစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်ပူးပေါင်းစစ်ကြောင်းအင်အားတထောင်လောက်ကစကားကနေပြီးတော့ဖဲခုံအင်းအရှိဘက်ကန်းကိုစစ်ကြောင်းတစ်ကြောင်းဖဲခုံမိုးပြဲစစ်ကြောင်းကတစ်ကြောင်းစီဆိုင်မြို့အရှိဘက်ကနေနောင်ထောင်ထိတစ်ကြောင်းရိုက်ကော်ကနေကုန်းတာကိုစစ်ကြောင်းတစ်ကြောင်းရိုင်းလင်လေးကနေပြီးတော့နွားလဘုတ်လမ်းခွဲကိုစစ်ကြောင်းတစ်ကြောင်း ရိုက်ကော်မျိုးအရှိဘက်ကနေပြီးတော့စစ်ကြောင်းတစ်ကြောင်းနဲ့စစ်ကြောင်းတွေခွဲပြီးတော့တိုက်ခိုက်နေတဲ့အပြင်မှာဖဲကုံမျိုး336တပ်ကနေဖဲကုံအင်းအရှိဘက်ကမှရှိတဲ့ဆောင်းနံခဲတောင်ပိုကွဲစတဲ့ရွာတွေကို120မမလက်နက်ကြီးတွေနဲ့ပစ်ကူပေးနေတယ်လို့လည်းဆိုပါရယ်စစ်ကောင်စီကမကွေးတိုင်းရင်းနှံချောင်းမြို့နယ်တွေကိုစစ်ကြောင်းထိုးပြီးတော့အရသားနေအိမ်တွေကိုမိရှို့ဖျက်ဆီးခဲ့ပါတယ်မိရှို့ဖျက်ဆီးတာကြောင့်လူနေအိမ်အလုံး20နီးပါးမိလောင်ပျက်စီးသွားတယ်လို့ဆိုပါရယ် စစ်ကောင်စီစစ်ကြောင်းကဇွန်လ17ရက်နေ့တုန်းကရင်းနှံချောင်းမြို့နယ်ကနေထွက်လာပြီးတော့ဇွန်လ14ရက်နေ့မနက်ပိုင်းအထိကန်သာရွာတိကျေးရွာထဲမှာဝင်ရောက်တက်ဆွဲနေကြတာဖြစ်ပါတယ်တမ88ခလာရ89ခွန်ခလာရ73စတဲ့တိုင်ရင်တွေပေါင်းပြီးတော့အင်အား100လောက်နဲ့စစ်ကြောင်းထိုးတာဖြစ်ပါတယ်ဒါအပြင်ကန်သာရွာတိမှာ၃လရက်လောက်တက်ဆွဲပြီးတော့အရတားနေနေကိုမိရှူတာအပြင်မှာပစ္စည်းတွေကိုလည်းခိုးယူတာတွေလုပ်နေတယ်လို့ဆိုပါတယ်ပြီးကြတဲ့လာကောက်မိုင်းတုန်းကလည်း လွန်မရှိုးကြီးရွာကိုစစ်ကောင်စီစစ်ကြောင်းထိုးဝင်လာပြီးတော့ပြည်သူ၃ယောက်ကိုဖမ်းဆီးတပ်ဖြတ်ခဲ့တဲ့အဖြစ်မှာလူနေအိမ်၅လုံးထက်မနည်းကိုလည်းမိရှုသွားခဲ့ပါတယ်။မနေ့ကဇွန်လ၁၈ရက်နေ့အထိလဲရင်းနှံကျောင်းမြို့နယ်တဲကကြီးရွာတချို့ကိုဆက်လက်ပြီးတော့စစ်ကြောင်းထိုးနေတဲ့အတွက်ကြောင့်ဒေသခံပြည်သူတွေထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းမူဆယ်မြို့မှာတရားမဝင်အွန်လိုင်းငွေကြေးလိမ်လည်မှုကြားဖြတ်လုပ်ငန်းလုပ်ကင်နေတဲ့မြန်မာနိုင်ငံသား68ယောက်နဲ့တရုတ်နိုင်ငံသား40တယောက်တို့ကိုတပ်သိကံပစ္စည်းတွေနဲ့အတူဖမ်းဆီးရမိထားတယ်လို့စစ်ကောင်စီရဲ့ပြန်ကြားရေးဌာနကမနေ့ကထုတ်ပြန်ထားပါတယ်။မူဆယ်မြို့စွန်းစော်ရက်ွက်နဲ့ကောင်းမှုတုံရက်ွက်တွေမှာမြန်မာနိုင်ငံသားနဲ့တရုတ်နိုင်ငံသားတွေပူးပေါင်းပြီးတော့ကြားဖြတ်လုပ်ငန်းလုပ်ကင်နေတယ်လို့သတင်းရတဲ့အတွက်စစ်ကောင်စီလက်အောက်ခံ ရဲနဲ့ပြည်သူ့စစ်ပူပေါင်းအဖွဲ့ကပြီးခဲ့တဲ့ဇွန်လ16ရက်နေ့မှာရှာဖွေစစ်ဆေးခဲ့တာလို့ဆိုပါရတယ်။အဲ့ဒါလို့ရှာဖွေစစ်ဆေးရမှာကြားဖြတ်လုပ်ငန်းလုပ်ကင်နေတဲ့တရုတ်နိုင်ငံသားအမျိုးသား40နဲ့မြန်မာနိုင်ငံသားအမျိုးသား33ယောက်အမျိုးသမီး10ယောက်နဲ့အတူဖုန်း120လုံး၊ကွန်ပျူတာ86လုံး၊ Wi-Fi ဆက်3လုံး၊ Crown Card တစ်စီးတို့ကိုဆွဆော်ရက်ကွက်ကနေတခုမှဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါရတယ်။စစ်ကောင်စီတပ်ကအခုလိုကြားဖြတ်နေကိုဖမ်းဆီးပြတာနဲ့ပတ်သက်ပြီးတော့မူဆယ်မြို့ကန်တချို့ကတော့ ပြီးခဲ့တဲ့ဇွန်လ10ရက်နေ့တုန်းကမူဆယ်မှာတရုတ်နိုင်ငံသား2ယောက်တေဆုံးတာသတင်းပေါက်ကြားလာတဲ့အတွက်ကြောင့်တမင်အဖမ်းပြနေတာလို့ TM Media ကိုပြောပါတယ်။မန္တလေးတိုင်းမရယာမြို့နယ်ထမ်းမင်ကုန်းကျေးရွာတဝိုက်ကိုမနေ့ကည10နာရီကနေပြီးတော့17နာရီအတွင်းလေကြောင်းတိုက်ခိုက်မှု15ကြိမ်လုပ်ခဲ့တယ်လို့ Voice of Mandalay PDF ကထုတ်ပြန်ထားပါတယ်။ထိခိုက်မှုအခြေအနေကိုတော့အတိမပြုတ်နိုင်သေးပါဘူး။ဒါအပြင် မနေ့ကညသကောင်နောက်ကပက်လက်ရင်ကြီးရကိုလည်းစစ်ကောင်စီက jet fighter တစ်စီးနဲ့လေကြောင်းတက်ခတ်ခဲ့ပါသေးတယ်။အဲ့ဒီလေကြောင်းတက်ခတ်မှုကြောင့်တာယာဆက်ယုံမီးလောင်ခဲ့ပြီးတော့ရက်သားတွေကမီးသက်ကာ၃စီးနဲ့မီးဝိုင်းညင်ခဲ့ရတယ်လို့ Voice of Mandalay PDF ကဖော်ပြထားပါတယ်။မဲဆောက်မှာမြန်မာနိုင်ငံသားတွေမောင်းနှင်တဲ့ စိုင်းကယ်ဖေးတွေ sample တွေကိုထိုက်အာနာပိုင်တွေကဇွန်လ13ရက်နေ့လောက်ကထားပြီးတော့စပြီးတော့ပြစ်မှတ်ထားဖမ်းဆီးမှုတွေလုပ်ဆောင်နေတယ်လို့မဲဆောက်ဈေးနှာမှာနေထိုင်သူတယောက်က TM Media ကိုပြောပါတယ်။ဘန်ကောက်ကလာမဲ့ရဲတွေထောက်လန်းရေးတွေလောက်ဝကတွေအပါဝင်မဲဆောက်ကအာနာပိုင်တွေပါဝင်တဲ့အဖွဲ့ဆိုဟာဇွန်လ16ရက်နေ့ကနေပြီးတော့24ရက်နေ့အထိ6ရက်တာကာလအတွင်းမှာမြန်မာနိုင်ငံသားဈေးတွေကိုလာရောက်ဖမ်းဆီးဖို့ရှိတာ သတင်းထွက်ပေါ်နေတဲ့အတွက်ကြောင့်မဲဆောက်ကမြန်မာဈေးတွေတွေဈေးထွက်လို့မရတော့ဘူးလို့မဲဆောက်ဈေးနှားလေးမှာဈေးရောက်နေသူတယောက်ကပြောပါတယ်ပြီးကြတဲ့2024ခုနှစ်ထဲထိုင်းနိုင်ငံမှာနိုင်ငံသားအလုပ်သမားတွေလုပ်ကင်ခွင့်မရှိတဲ့အလုပ်ကင်28မျိုးကိုထိုင်းအာဏာပိုင်တွေကပြတ်ထန်းခဲ့ပါတယ်အဲ့ဒီ28မျိုးထဲမှာဈေးရောက်တဲ့အလုပ်ပါဝင်ပါတယ်အဲ့ဒီလုပ်ငန်းတွေကိုလှုပ်ဆောင်လို့ဖန်ဆီးခံရရင်ဒဏ်ငွေအဖြစ်နဲ့ဘတ်9000ကနေပြီးတော့ဘတ်9000အထိချမှတ်ခံရမယ့်အပြစ်မှာထိုင်းနိုင်ငံအတွင်း နှစ်နှစ်အလုတ်လုတ်ကင်ခွင့်ပိတ်သိမ်းပြီးတော့တက်ဆိုင်ရာ နိုင်ငံကို ပြန်လဲပို့ဆောင်ခြင်းလဲခံရမှာဖြစ်ပါတယ်။အီရန်နေနဲ့ချွင်းချက်မရှိလက်နက်ချဖို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြောလိုက်ပါတယ်။အီရန်ခေါင်းဆောင်အယာတိုလာခိုမီနီပိုးအောင်နေတဲ့နေရာကိုလဲသူတိထားပြီးတော့အချိန်မရွေးပြစ်ခတ်လို့ရကြောင်းသူ့ကိုယ်ပိုင် Truth Social Media ကနေပြီးတော့မင်းညားက post တင်ပြီးတော့ပြောကြားခဲ့ပါတယ်။ဒါပေမဲ့လောလောဆယ်မှာတော့ company ကိုတက်ဖြတ်ဖို့အစီအစဉ်မရှိသေးတဲ့အတွက်စိတ်ချလက်ချနေလို့ရပါသေးတယ်လို့လည်းသူကရေးသားထားပါတယ်။ Iran ရဲ့ကာကွယ်ရေးစနစ်တွေကအလွန်ကောင်းမွန်ကြောင်းသူကပြောပါတယ်။ဒါပေမဲ့ American လက်နက်တွေကိုတော့ရှင်လို့မရနိုင်ဘူးလို့လည်းဆိုထားပါတယ်။ Israel ဟာ Tehran ကိုအကြီးကျယ်တိုက်ခိုက်နိုင်ခဲ့ပြီးတော့ထိပ်တန်းစစ်ရေးကောင်းဆောင်ဒရာဇင်လောက်ကိုလည်းတုတ်တင်နိုင်ခဲ့ပေမဲ့ Iran ရဲ့ nuclear တပ်ဆင်ရေးအချက်အချာနေရာတွေကိုတော့ အခုထိမတိုက်ခိုက်နိုင်သေးဘူးလို့နိုင်ငံတကာစစ်ရေးကြွမ်းကျင်သူတွေကသုံးသပ်ကြပါတယ်။အီရန်ရဲ့နျူကလ িয়ার တပ်စင်နဲ့ဓာတ်ပေါင်းဖို့ဟာတောင်ဆောင်တစ်ခုအောက်ကလှိုင်ကောင်းထဲမှာရှိပြီးတော့အခုချိန်အထိလုံလုံကျုံကျုံရှိနေသေးတယ်လို့ဆိုပါတယ်။အင်ဒိုနီးရှားနိုင်ငံကလီယိုတိုပီလက်ကီလက်ကီမိတော်ကြီးပောက်ကွဲပြီးတော့မိခိုးတွေပြတဲ့ဟာ အထက်ဖက်6မိုင်9မိုင်လောက်အထိလွင့်တက်နေလို့နိုင်ငံတကာလေယာဉ်တွေအင်ဒိုနီးရှားမှာပြန်တမ်းမှုဆိုင်ငံ့ထားပါတယ်။အဲ့ဒီမီးတောင်ဟာမြန်မာနိုင်ငံကပုတ်ပွားတောင်လောက်အမြင့်ရှိပါတယ်။အခုခါမှာပြာမုံတွေမီးပွားတွေလွင့်ပြန်တက်နေကြပဲဖြစ်ပါတယ်။မကြမီမှာချော်ရီဘူးတွေပါစီးဆင်းထွက်လာနိုင်တဲ့အန်တရာရှိတာမို့လို့3ပေးချက်တွေထုတ်ပြန်ထားပါတယ်။အနီးနားကအိုးအိမ်တွေကိုလည်းနေရာရွှေ့ပြောင်းခိုင်းထားပါတယ်။ရွာတွေပေါ်မှာပြာတွေအခုချိန်မှာဇက်တိုက်ကြရောက်နေတဲ့အတွက် အ ਨੇ ဆုံးရွာတရွာကိုတော့မပြောင်းမနေရအမိထုတ်ပြီးတော့အတင်းရွှေပြောင်းခိုင်းနေတယ်လို့ဆိုပါတယ်အဲ့ဒီရွာကအတင်းရွှေပြောင်းခံရသူဟာအ ਨੇ ဆုံးအိမ်အောင်စု450ရှိတယ်လို့ဆိုပါတယ်နောက်ဆုံးရသတင်းတွေကို TM Media ကတင်ပြပေးနေတာဖြစ်ပါတယ်ခင်ဗျာ